အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီညကနေပြီးတော့စုံမကောင်းတောင်းပီးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီလိုမျိုး topic လေးတွေလည်းဒါမကြမကြဒီကြားထဲမှာတင်ဆက်ပေးမယ်ဒါကျွန်တော်မနေ့ကလည်း Crystal Palace ရဲ့ video နဲ့ပတ်သက်ပြီးလူတော်များစိတ်ဝင်စားတယ်ဗျမထင်ရအောင်ဒါကျွန်တော်တကယ်လည်းအများကြီးကြိုးခုနောက်ပိုင်းမှာ ဘယ် view ပဲတင်နေကျွန်တော် view อ่ะအနည်းဆုံးဒါကျွန်တော်တို့ 5k 6k ရှိတယ်ဗောနော်ဒါ YouTube မှာဒါမျိုးဆိုတော့ဒါတော်တော်လေးကိုများတဲ့ number ဖြစ်တယ်အများကြီးကျူးတင်နေဒါတလဆိုဒီလဆို1.1 million ဖြစ်တယ်တကယ်ကိုလမ်းပြန်ထွက်တယ်နော်အဲ့တော့ကျွန်တော်ဒါများများပူလူလို့ရတာဗောဗျာအများကြီးအများကြီးကျူးတင်တယ်လို့ပြောချင်ပါတယ်ကျွန်တော်လို့ဒါဘာမှ edit မလုပ်ထားတဲ့ရုပ်ကိုကြည့်ပြီးတဲ့ဆိုတာလည်းအများကြီးအများကြီးကျူးတင်တယ်အဲ့တော့ဒါကျွန်တော်ဒါလေးကိုမပြောခင်မှာ detail လေးနည်းနည်းပြောအောင်လက်ရှိမှာဒါကျွန်တော် club walk up ဗောနော club walk up ကိုလက်ရှိမှာအမေရိကမှာကျင်းပမယ်အမေရိကမှာကျင်းပမယ်အချိန်မှာလက်ရှိဒါကျွန်တော်တို့ လူတော်များဒီသတင်းကိုသတင်းကိုတင်ဆက်ဖို့ဒါနည်းနည်းလေးဖြစ်တာအဲ့တော့မနေ့ကတော့ကျွန်တော် Real Madrid မြန်မာရော Manchester မြန်မာကနေသူတင်ထားတာတွေ့လိမ့်မယ်ဒါကျွန်တော် Real Madrid ဒါလက်မှတ်တွေတော့ကုံသွားရမှာပဲတခြားအသင်းလက်မှတ်တွေကတော့မကုံသေးဘူးဆိုတဲ့ဥစားလေးတွေ့ရမှာအဲ့ဒီအစားနဲ့ပတ်သက်ပြီးကျွန်တော်လည်းသတိထားမိတာကြာပြီလက်ရှိမှာဒါသတိထားမိတာကြာပြီဆိုတော့ tweet အားလုံးတော့ဒါကျွန်တော်တို့ athletic ဘက်က3ခုတကယ် fever ဘက်ကတင်ထားတာ4ခုရှိတယ်အားလုံးတော့ဒါကျွန်တော်လည်းဖတ်မိတာ total အားလုံးတော့10ခု15ခုလောက်ရှိပြီเนาะကျွန်တော်ဒါဒီသတင်းနဲ့ပတ်သက်ပြီးနည်းနည်းလေးတည်ထားလေ့လာရတယ်အဲ့တော့ okay ဒီနေရာမှာဒါကျွန်တော်တို့အခုကလပ်ဘောကတ်လုပ်လိုက်တယ်ကလပ်ဘောကတ်ကိုလုပ်တဲ့နိုင်ငံကအမေရိကန်နိုင်ငံမှာဖြစ်တယ်အဲ့ဒါကိုကျွန်တော်ဒီဒီရရဲ့အဓိကအသက်ကဒါပဲအမေရိကန်နိုင်ငံမှာဖြစ်တယ်ကျွန်တော်အနေနဲ့ဒါကျွန်တော်တို့အမှန်တိုင်းပြောမှာဆိုသူ့ဘာသူဘယ်နိုင်ငံမှာလုပ်လို့ဒါသူ့သဘောတရားဖြစ်တယ်ဒါသူ့ရဲ့ဒါကျွန်တော် FIFA အဲ့တော့ဒါပေမဲ့အမေရိကန်နိုင်ငံနဲ့ပတ်သက်ပြီးတော်တော်လေးကိုခက်ခဲနေတဲ့အနေအထားတစ်ခုရှိတယ်ဘာဖြစ်လို့လဲကျွန်တော်ဒါကျွန်တော်အခုလက်ရှိမှာဒါပုံမှန်လင်းလင်းပြောကြွားရမှာပုံမှန်ကျွန်တော် ကမ္ဘာတဝက်မှာကျွန်တော်ဘောလုံးပွဲအကုန်လိုက်ကြည့်ဘူးတဲ့ဒါပေမဲ့ကျွန်တော်လက်ရှိမှာကမ္ဘာဖလားကြည့်တာတိုတက်အားလုံးမဟုတ်တာနန်းသုံးသုံးပါဆက်ရှိပြီပေါ့ဗျာဆိုတော့ကျွန်တော်ဒါရုရှားရောက်ခဲ့တယ်ဘရာဇိုးရောက်ခဲ့တယ်ဒါကျွန်တော်လက်ရှိကတားရောက်ခဲ့တယ်ဗောနောရုရှားလိုနိုင်ငံမျိုးကဒါကျွန်တော်တို့ဒါကဲ၍ကမ္ဘာဖလားလုပ်တဲ့အချိန်မှာသူတို့အနေနဲ့ဒါ immigration နဲ့ပတ်သက်ပြီးလွယ်ခဲ့တယ်အဲ့လောက်ကြီးမခက်ခဲဘူးဘရာဇီးလည်းလွယ်ခဲ့တယ်အဲ့လောက်ကြီးမခက်ခဲဘူးကတားကတော့ကျွန်တော်သွားဘူးသမားနိုင်ငံရင်းထဲမှာအလွယ်ဆုံးဖြစ်ခဲ့တယ်ဒါ visa နဲ့ပတ်သက်အဲ့တော့ပြောချင်တာလက်ရှိမှာဒါမျိုးပြောကြတော့ ကလပ်ဘောကတ်ကိုဒါကျွန်တော်တီးလောက်ပေါ့နော်ကျွန်တော်ဒါဖတ်မိလောက်ပြောမှာ FIFA အနေနဲ့ကလပ်ဘောကတ်ကိုလုတ်တဲ့အချိန်မှာတို့ရဲ့ visionary ကကမ္ဘာဖလားမတိုင်ခင်မှာဒါကျွန်တော်တို့အမေရိကန်နိုင်ငံကိုဒါကျွန်တော်ဘောလုံးနဲ့ပတ်သက်ပြီးတော့ပထမအဆုံး experience ကမ္ဘာဘောကပြည်သက်တွေအနေနဲ့ဒီနိုင်ငံကိုအကုန်လာကြမယ်ဆိုဘလို့ခံစားရမယ်ဆို experience ပေးတယ်။ဒါပေမဲ့ကန်ဆိုးတယ်ကလပ်ဘောကတ်ရဲ့ပြဿနာအရန်ကန်ဆိုးတယ်ကလပ်ဘောကတ်တက်တဲ့အချိန်မှာဒါကျွန်တော် politics အကြောင်းပြောမှာမဟုတ်နိုင်ငံအကြောင်းမပြောဘူးနော်ဒါပြပြတာကလပ်ဘောကတ်လုတ်တဲ့အချိန်မှာ Donald Trump တက်လာတယ် Republican ပေါ့နော် Republican တွေကခုလက်ရှိမှာတည်ကြတဲ့အတိုင်းပဲသူတို့ရဲ့အယူကနိုင်ငံခြားသားဆိုတော့မကြိုက်ဘူး immigrant နိုင်ငံခြားသားဆိုတာ tourist လောက်ပဲကြိုက်တယ်ဒါသူတို့နေ immigrants ပေါ့မကြိုက်ဘူးပြောကြတာသူတို့နိုင်ငံတွေကိုဒါကျွန်တော်တို့ဝင်လာတဲ့တခြားနိုင်ငံသူတို့နိုင်ငံသားမှလွင်ရင်သူတို့နိုင်ငံသားတို့ချန်တဲ့နိုင်ငံသားတို့ရည်ရတာဘာလို့ဆိုတော့သူတို့ရဲ့အဖြူတွေကိုယ်တိုင်ကလည်းဒါကျွန်တော်သူများနိုင်ငံစီကပြတ်တပတ်တပတ် geopolitics တွေရောက်တော့အဲ့အရင်မပြောပြောချင်တယ်မထားပါထားပါအခုလက်ရှိမှာကလပ်ဘောကေတော့အမေရိကန်မှာကျင်းကားတယ်ထရမ့်ရောက်လာတယ်ထရမ့်ရောက်လာတဲ့အချိန်မှာဒါခုနကပြောလို့ပဲပြဿနာကကျွန်တော်တို့အမေရိကန်ကိုသွားရင်ဘာလူလဲ ပီဇာလိုတယ်ပီဇာလိုတယ်ဒါကျွန်တော်တိုင်နိုင်ငံနဲ့မဟုတ်ဘူးလက်ရှိမှာရှေးရင်းဆွဲနိုင်ငံတော်တော်များများကပီဇာလိုတယ်ပြောရမယ်ဆိုတောင်အမေရိကကနိုင်ငံအချင်းချင်းတော့မှအမေရိကတိုက်ချင်းချင်းတော့တောင်အမေရိကကောင်တွေကမြောက်အမေရိကကိုသွားမယ်ဆိုတော့ပီဇာလိုတယ်တိုင်ရောင်မလရှိမှာ ပွန့်ပွန့်လင်းလင်းပြောရမယ်ဆိုရင်တော့ club world cup ကထင်တာထက်လူဝင် အများကြီးနေသွားတယ်။အဲအဲ့ဒီကောင်ကျွန်တော်တို့တည့်ပြီးလာ။အဲ့တော့ဘာလို့လူဝင်နေလဲဆိုတော့ခုနကပြောဆိုလက်ရှိမှာကျွန်တော် exam ပြောအောင်ကျွန်တော် OSU A အယ်ဟာလီရှိတယ်အင်တာမိုင်ယမ်မီရှိတယ်ပါမာရီယာရှိတယ်ပေါ်တူရှိတယ်အဒီအနေနဲ့ပထမဆုံးပြောအောင်ကျွန်တော်ဒါအမေရိကကိုဒါကျွန်တော်ဥရောပသွားရင်ဈေးကအင်မတမထောင်းတယ်လင်းစီးသွားရင်ကိုဒါကျွန်တော်အနည်းဆုံးဒါကျွန်တော်တို့ တန်းနဲ့ခြီးပြီးဟိုတော့ထောက်ပေါင်းဟိုပေါင်ထောင်နဲ့ခြီးကုန်တယ်ဒါဒေါ်လာထောင်နဲ့ခြီးကုန်တဲ့သဘောတရားမှရှိတယ်ဒါပေမဲ့ခုနကပြောလို့ပြီလက်ရှိမှာဒါဒီ group မှာဆိုရင် Inter Miami ရဲ့လက်မှတ်ရောင်းရတယ်မှန်တယ်ဒါပေမဲ့ Inter Miami နဲ့တွေ့မဲ့အသင်းတွေမှာ Palmarias ကလူစိတ်ဝင်စားတဲ့အသင်းတွေမှာပါတယ်မထင်မဲ့ Palmarias ရဲ့လက်မှတ်တွေလည်းရောင်းတဲ့အသင်းတွေမှာပါတယ်ဒါပေမဲ့ပြန်စစချင်းအောင်အာလီ ပေါ်တူပေါ်တူကပြည်သက်တော်များကလက်ရှိမှာအမေရိကန်နိုင်ငံကိုလာရောက်ပြီးပြောဆိုသူတို့အသင်းမှာလက်ရှိမှာသူတို့အသင်းကိုသူတို့အားပေးကြတာမှန်ပေမဲ့လက်ရှိမှာအမေရိကန်မှာနေထိုင်တဲ့ပေါ်တူဂီကပေါ်တူကလွဲလက်ရှိမှာပေါ်တူဂီက travel လုပ်လာတဲ့ပေါ်တူသမားတွေနေတယ်ဒါကိုခမရတာပေါ်တူရဲ့ page ရှောက်မှာသွားကြည့်ရင်ဒီဘာလို့သူတို့နေစိတ်ဝင်စားစိတ်ဝင်စားရပြန်လက်ရှိမှာအမေရိကန်နေနေတိကြတယ်မှာဒါအခုလက်ရှိမှာ LD မှာ Donald Trump ရဲ့လုံနေတဲ့ Latina ပေါ်တွေပြုတ်မှုနေတဲ့ပြုတ်မှုရောက်သူတို့နေ immigrant တွေဒီနိုင်ငံကိုမလာကြင်ကြဘူး visa ရမယ်ဆိုတော့မလာကြအဲ့တော့ပြောချင်တာအခုနောက်ပေါ်ဆိုပဲဒီနိုင်ငံကိုလာပြီးခမရ security ဘယ်လောက် သွားမယ်ကျွန်တော်ရောက်တဲ့နိုင်ငံတွေမှာဘရာဇီးလိုဆိုးရွားတဲ့နိုင်ငံမှာကောင်းကွန်ထရိုးရှိတယ်တနက်ကိုဒါကျွန်တော် control လုပ်တဲ့အစိုးရရဲ့ law ရှိတယ်အမေရိကမှာမရှိဘူးအမေရိကမှာခုနကပြောသောခင်ဗျာတနက်တလက်နဲ့ဒါကျွန်တော်ကွင်းထဲမှာဝင်ရမ်းသွားလို့ရတဲ့ movement တွေအများကြီးရှိတယ်ဒါအကြောင်းထဲမှာခဏခဏ တလကိုတစ်ခေါက်အမေရိကန်မှာခုလက်ရှိမှာ school shooting ဖြစ်နေတဲ့အချိန်မှာဒီလူမျိုးပွဲမျိုးကိုတောင်းတောင်းတမှုဘူးကအဲ့တော့အခုလက်ရှိမှာ fever ကဘယ်လောက်ထိတောင်မှလဲဆိုတော့အခုလက်ရှိမှာဘောလုံးပွဲတွေနဲ့ပတ်သက်ပြီးဆိုရင် fever ဘက်ကနေအခုလက်ရှိမှာចောင်းသားတွေအတွက်ဆိုပြီးတော့တပွဲကိုပေါဒေါ်လာ30မြန်မာငွေ9000နဲ့ပွဲကြည့်လို့ရမယ်ဆိုတဲ့အထိကိုရကျွန်တော် fever ဘက်က short ချပေးခဲ့ဒါပေမဲ့လက်ရှိမှာလူလုံးကလာပြီးတော့အဲ့လောက်ကြီးလူတွေမတက်လာခဲ့ဘူးကတာတို့လာလောမတက်ဘူးဘာဖြစ်လို့လဲခုနကပြောခဲ့တဲ့သူပဲတကယ်လည်းလာကြည့်မဲ့လူတွေဘာညာဆိုမလွယ်တော့ဥမာလက်ရှိမှာကျွန်တော် CS ဆောင်း ကမ္ဘာတစ်ဖက်တစ်ချမ်းကဩစတြေးလျကောင်တွေကအမေရိကကိုလာကြည့်ရမယ်ဆိုသူတို့နည်း guarantee တခုလိုတယ်ဘယ်လောက်ဒီကောင်လဲဟုတ်တယ်လာကြည့်မဲ့လူမရှိဘူးလို့မဟုတ်ဘူးလာကြည့်မဲ့သူကရှိတယ်ဒါပေမဲ့ခုနပြောလို့ပဲလာကြည့်မဲ့ကောင်လဲဘာလို့ညောရမှာလဲအမေရိကမှာခုလက်ရှိမှာတိုင်နေပတ်အခုလက်ရှိမှာကယ်လီဖိုးနီးယား LA ဘက်မှာဒါကျွန်တော်တို့တိုင်နေပတ်နေလို့ဆိုတော့သူတို့ကနေနိုင်အခုလက်ရှိမှာခုနကျွန်တော်မပြောပါနဲ့အခုဖတ်ဘူးတယ်မလားအီတလီကဒါကျွန်တော် influencer ဖြစ်တဲ့ KB လေးငါတော့ဒါလေးလေးစိတ်မှာပြန်ပြီးလှုပ်ခဲရတယ်အဲ့တော့ခင်ဗျာကျွန်တော်တို့ကဗျာပျော်ပျော်ကြီးနေတာဒါကျွန်တော်ဘောလုံးပွဲလာကျွန်တော်အခုလက်ရှိကျွန်တော်ဒါကာတာသွားတယ်နောက်ဆုံးဗျာရုရှားလိုနိုင်ငံမျိုးသွားတယ် immigration မှာ russia စစ်တယ်ကျွန်တော်ပါလာတော့ကျွန်တော်တို့မှာကျွန်တော် fire cut နဲ့ကျွန်တော်ဘောလုံးမွဲလာကြည့်တယ်ဘာညာတို့ acid လွတ်ပေးတယ် carter acid လွတ်ပေးတယ်ခမရကျွန်တော်ဒါတို့ရဲ့ American ရဲ့ဒါကျွန်တော်တို့လေစိတ်ကကျွန်တော်ဒါစစေးကြီးကိုတို့ TSA လို့ခေါ်တယ်ဒါ TSA ကောက်နေအရန်ရစ်တယ်အခုလက်ရှိမှာနိုင်ငံသားသားဆိုပြီးတော့အခုလက်ရှိမှာမြန်မာလိုပဲခမရကိုဒါ Trump ကိုအားပေးရလို့ Trump ကိုဒါကျွန်တော် opposite ကဖုန်းကိုဆစ်တယ်ဖုန်းကိုဆစ်တယ်ခမရက Trump ကိုမကောင်းကြောင်းပြောတာခမရကိုလေစိတ်ကနေပြန်လှည့်ခိုင်းပြန်ခိုင်းတယ် တော့ပြဿနာကိုယ်တိုင်ကကလပ်ဘောကကဖြစ်နေတာမဟုတ်နိုင်ငံကိုယ်တိုင်ဖြစ်နေတာအဲ့တော့ကလပ်ဘောကကလက်ရှိမှာဒီလိုပြဿနာဖြစ်နေတဲ့အချိန်မှာ FIFA ကဘာဆက်လို့မျိုးကျွန်တော်လည်းမသိဘူးဒါကျွန်တော်လည်းကျွန်တော်လည်းသိတဲ့အရာလည်းမဟုတ်ဘူးဒါပေမဲ့ FIFA အနေနဲ့တခုခုတော့အဲ့တော့လက်ရှိမှာခင်ဗျကြည့်လိုက်အားလုံးကတော့ကျွန်တော် group A B C D E F ရှိတယ်အဲ့ဒီကလပ်ဘောကဆိုတဲ့အိမ်ပဲပါလေကဘာတဝမ်းရှိတဲ့ကလပ်တွေတွေ့ဆုံပြီးတော့ဘောလုံးကန်ကြမယ်အဲ့ဒီကဘာတဝမ်းကကန်တဲ့အသင်းရဲ့ပြည်သက်တွေကလည်းကဘာတဝမ်းလိုက်လိုက်ပြီးတော့ United States မှာအားပေးရမယ် ပြဿနာ United State က problem ဖြစ်နေတယ်အဲ့ဒါကအသက်ပဲအဲ့တော့ခမရခမရအခုလက်ရှိမှာဒါပုံမှန်လေးလေးပြောတာသူကဘလောက်လက်မှတ်စရိနောက်ဆုံးပြအလကားပြကြည့်မယ်ဆိုတော့ဒီကွင်းကပြည်မှာမဟုတ်ဘူးဒါပေမဲ့ခုနကပြောသူရဲ့ဒါလက်ရှိမှာငကိုတဲကပြည်သက်များပြီးသား USA USA မှာဘောနော်အမေရိကန်မှာဒါပြည်သက်များပြီးသားရှိတဲ့အသင်းဆိုတော့ဒီလူကသူမှာလက်ရှိမှာဒါကျွန်တော်ပြောရမယ်ဆိုရင်တော့ Real Madrid လို့အသင်းမျိုး Real Madrid ကဒါကမ္ဘာပေါ်မှာဒါ fan base အများဆုံးတည်တည်ဖြစ်တော့ကြောက်ဘူး American ကိုယ်တိုင် American နိုင်ငံမှာကိုယ်တိုင် US ပါအာဗါလေ ရီယယ်မက်ဒရစ်ပြိတက်တွေအများကြီးရှိတော့ရီယယ်မက်ဒရစ်သူပြိတက်သူပဲအမှခင်ဗျာလက်ရှိမှာရီယယ်မက်ဒရစ်ရဲ့အုပ်စုမှာကြည့်အောင်အယ်ဟီလေးရှိတယ်ပါရှူဝါရှိတယ်ကျွန်တော်ဒါဆော့စ်ဘက်ရှိတယ်အဲ့လေးသင်းမှာရီယယ်မက်ဒရစ်ပွဲကလွင်ဘာလို့မှစိတ်မစားအောင်ဘာဖြစ်လို့လဲဆိုတော့ဂျန်နဲ့ပြိတက်တွေတော့အောင်အယ်ဟီလေးကလူဒီကလည်းဟိုနောက်သူ့ရဲ့တဆော်ဒီကလူကအဲ့ကိုတဝုဒ်ကလာမှာမဟုတ်ဘူးသိလားရီယယ်မက်ဒရစ်ကသူ့ရဲ့ fan base ကအမေရိကန်မှာရှိရကြောင်သူ့လူကသူ့အတူပြန်ဝယ်သွားမှာမနက်မလာဘူးပါရှူဝါမှာလူမရှိဘူး RB Salzburg မှာလူမရှိဘူး။ဟုတ်တယ်ဘာလို့လဲဆိုတော့ Real Madrid ပွဲမှာလူပြည့်နေမယ်ခင်ဗျားထင်တယ်ဆိုတော့မှားသွားပါဘူး။ဘာလို့လဲဆိုတော့ Real Madrid ကသူ့ချမ်းမှာပဲလူပြည့်နေမှာ။ Real Madrid ရဲ့ကံနဲ့ဒါကျွန်တော်တို့ neutral zone တွေရော Real Madrid ရဲ့ကံမဲ့ဘယ်ဘက်အချမ်းမှာတွေရောလူတယောက်မှရှိမှာမဟုတ်ဘူး။ အဲ့ဒါကအသက်အဲ့တော့ maybe real madrid ကိုကြည့်ကျင်တဲ့ကောင်တွေကတော့ဒါကျွန်တော်ခုနက neutral zone မှာဝယ်ပြီးကြည့်ရင်ကြည့်မယ် neutral zone မှာလူရှိရင်ရှိမယ်ဒါပေမဲ့တစ်ဖက်ကကံမုတ်မှာ alhi လေးပဲရှိရ parachute ပဲ suspect ကောင်တွေတုံတုံလာမှာမဟုတ်ဘူး maybe suspect germany တော့ဒါကျွန်တော် american မှာရှိရင်ရှိမယ်ဒါမျိုးရှိတယ်ဒါပေမဲ့ real madrid of fan base မြောက်ဒီတိုင်းပဲခုနကလက်ရှိမှာဒါကျွန်တော် group G တိုင်းဒါပေမဲ့ italy သား juventus ကလက်ရှိမှာ fan base မြောက်တော့ juventus ကြောင့်မို့ဒါကျွန်တော်ဒီဘက်ချမ်းမှာလူများမယ် neutral zone မှာလူနေမယ်သူနဲ့တွေ့မယ်ဒါကျွန်တော် wider fc ကို out in fc ကိုဒီလိုမျိုးနဲ့မှာလူနေရောမယ်အဲ့တော့ဘာကြောင့်လဲနိုင်ငံကိုယ်တိုင်ကဖြစ်နေလို့ အဲ့တော့ no fan base များတဲ့အသင်းရဲ့ဒါကျွန်တော်အချက်မှတော့လူများနေပြီးအဲ့ဒီဘက်မှာကျွန်မကြည့်ရတမျိုးကြီးဖြစ်နေမယ်ဗျာဒါပုံမှန်လင်ပြောရမယ်ဆိုတော့ဟိုမှာ real တို့ chelsea တို့ city တို့ဒါကျွန်တော်တို့ inter အဲ့လောက်ရှိမှာမဟုတ်ကျွန်တော်တို့ bayern တို့အဲ့လိုမျိုးအသင်းတွေရဲ့ဒါကျွန်တော် အုပ်စုကဒီဘက်မှာလူများပဲမယ်ဆိုမဲ့တကယ်တော့ကွေးတစ်ခုရအပြင်ဘောလုံးပွဲတစ်ပွဲမှာခင်ဗျားလက်မှတ်ရောင်းနေဆို50 50ရောင်းတာများတယ်ပြီးရင် neutral ပေးတာများတယ်ပြီးရင်တို့ sponsor တွေကိုပေးတာများတယ်အဲ့တော့လက်ရှိမှာ50ရတာဒါလူတွေအများကြီးဖြစ်နေတာမှာဒီဘက်ပြန်ကြည့်မယ်တိုင်နေတယ်ဘယ်မှာတိုင်ပက်လာသေးလားဟိုမှာလက်ရှိမှာကျွန်တော်တို့ Flamengo နဲ့ Astonas တို့ပေါ့အချင်းချင်းပြန်တွေ့ရချင်မှာအဲ့ဘောမှာလူမရှိတော့ဘူးအဲ့တော့လက်ရှိမှာကျွန်တော်က sponsor တော်မှာအခုလက်ရှိမှာဒါ Bayern အခုကဘာလက်ရှိမှာ group C ဆိုကြည့် ကျွန်တော်ဘိုင်ယန်သတင်းကလည်းဘူကာဂျူနီယာရှိတယ်ဘန်ဖီကာရှိတယ်အကလန်စီတီရှိတယ်ဒါပေမဲ့ခုနကပြောသလိုဘူကာရောဘာရောကျတော့လာရင်လာမယ်ဆိုတာမှန်ပေမဲ့ဘိုင်ယန်တပွဲပဲလူပြည့်နေပြီကျန်တဲ့ပွဲမှာအကလန်နဲ့ဘန်ဖီကာတွေ့မယ်ဘယ်သူမှအလောက်မကြည့်အောင်ရုပ်တံလုံးကမှလည်းဘယ်သူမှမကြည့်ဘူးအဲ့တော့ကလပ်ဘောကအခုလက်ရှိမှာအရန်ထောင်တက်သွားတာကသူ့အနေနဲ့ဒါစပွန်ဆာနေဒါကြီးရတာပထမအဦးပထမအဦးဆုံးကျွန်တော်မို့ပထမအချိန်အကြီးကြီးကျယ်လို့တော့ကျွန်တော်စပွန်ဆာအကုန်လုံးဝန်းနေဝန်းနေပြီးလို့ဒီလောက်အများကြီးဖြစ်သွားတယ်ဖီဗာဒါကိုသူတို့က တည်မြဲအောင်လုပ်ရမှာဘာလို့နောက်နှစ်တွေဒါလိုမျိုးထက်ချင်းပိုင်းထက်ကောင်းထက်ပြီးလုပ်ရမယ်အတွက်ကြောင့်တို့တွေနေတာအကြီးကျယ်လုပ်ရမှာဒီနှစ်မှာဖေးရင်သွားပြီနောက်နှစ်မှာဘယ်သူမှစပွန်ဆာမပေးတော့ဒီနှစ်လိုမျိုးဝမ်းပြီအဲ့တော့ဒီနှစ်မှာအများကြီးရဆိုမှနောက်နှစ်တွေမှာမလုပ်ဘူးဆိုရင်တော့သွားပြီတိုင်ပတ်ပြီပေါ့အဲ့တော့အဓိကတော့ဗျာသူနိုင်ငံပထမဆုံးလုပ်တဲ့နိုင်ငံရွေးတာမှားသွားတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါကျွန်တော်အနေနဲ့ personal ပြောမှသူအနေနဲ့ဒါဥပမာဆိုရင် ဟို tourist friendly ဖြစ်တဲ့နိုင်ငံလို့မှလာဆိုကိုရီးယားတို့ဒါဂျပန်တို့ဥရောပမှာလုပ်မယ်ဆိုရင်အင်္ဂလန်တို့ဒါလက်ရှိမှာဒါကျွန်တော်တို့ပေါ်တူဂီတို့ဒါကျွန်တော်တို့နောက်ဆုံးပြမြောက်အမေရိကတောင်အမေရိကမှာလည်းမြောက်အမေရိကမှာဒါလုပ်မယ်ဆိုရင်တော့ US မှာပဲနဲ့ကနေဒါတို့ဘာလို့လုပ်လို့ရတယ်ကျွန်တော် friendly ဖြစ်တယ် tourist friendly ဖြစ်တယ် visa ပါညာအရင်မကောက်ဒါပြဿနာကိုနိုင်ငံကဥဒမှာဥလာလေတဲ့ tourist ကိုရန်သူလိုဆက်ဆံနေတဲ့နိုင်ငံကိုဘယ်ကောင်းလာမှာလဲကျွန်တော်ပြောတာသိလားအဖြေကဒါပဲ club ဘောကဘာလို့လက်ရှိမှာဒါပြိတ်သက်တွေကြားထဲမှာဖေးနေလဲဆိုတော့အဖြေကဒါပဲ ကြည့်ကျွန်တော်တို့ကခုနကဗတီဗီမှာခုနကပေါ်တယ်ပဲကျွန်တော်တို့က YouTube media ကြီးမှာကောင်းကျွန်တော်တို့ကတက်ကစ်စာမျိုး club wicket တောင်ဒီလောက်ဖေးနေတယ်ဒီလောက်ဒီတိုင်ပတ်နေတယ်ဆိုရင်ကဘာတဝမ်းကလာကြည့်မဲ့ wicket ကဘာဖလားပွဲမှာဘယ်လိုဖြစ်မလဲအမဆန်းသာစားကြည့်အဲ့တော့လက်ရှိမှာကဘာဖလားပွဲမတိုင်ခင်မှာ fever ကိုပြိတ္တတော်တော်များများကပြန်စင်းစားပြီးပါအကုန်လုံးပြောရင်ဘာလို့ဆို Trump ရှိနေသူ့ ိုင်ငံခြားသားလွယ်မှာမဟုတ်ဘူးကျွန်တော်ကျွန်တော်လည်းသွားကြည့်မအောင်ကျွန်တော်မြန်မာပတ်စုကင်ထားတာကိုကျွန်တော်သွားကြည့်ရမှာကဘာဖလားအဲ့တော့ကျွန်တော်ရဲ့မြန်မာကဘာဖလား၄ချိန်ဆက်ကြည့်ရမယ်အိမ်မက်ကဒီနားမှာကျွန်တော်အနာဆုံးတယ်ကျွန်တော်မသွားပါဘူးနော်ဒီလိုကောင်မှုရှိနေကျွန်တော်လည်းမသွားပါဘူးဒါ geopolitics ရပြောတာမဟုတ်ဘူးဟိုအဲ့လိုဆောက်ပေါ်ကြီးရှိနေတယ်ကျွန်တော်တော့မသွားဟုတ်တယ်ကိုယ့်နိုင်ငံသားသားပါ geopolitics ပြောကြည့်အဲ့တော့ကျွန်တော်ပြောကြည့်အဲ့ဒါကိုပြောကြည့်လားလောက်ပဲ လုံးပွဲတွေကိုကြည့်ရှုနေတဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ AB42 မှာကျင်းလူဆိုတော့ပေါင်းအောင်ကူညီလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ AB42 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြစ်ကြောင်းမျက်စောက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါရော။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးပဲကြိုတူပါနဲ့ကျွန်တော်တို့သွားကုန်ပြီပေါ့ဗျာ။ဒီပေါ်ဗျာအားလုံးပဲကြိုတူပါနဲ့။